။ BF ရဲ့တနစ်တာအကောင်းဆုံးစုစကားရေးဆေးမှာပါဝင်လာတဲ့အဆင့်15ကကစားမှာ BF ရဲ့တနစ်တာအကောင်းဆုံးစားမစုစကားရင်းဆင်းကိုပြီးခဲ့တဲ့နေ့ကထုတ်ပြန်သွားခဲ့ပြီးတော့စူပါစကားရင်းဆင်းမှာတော့အဆင့်15နဲ့ပါရပ်တည်ခဲ့တဲ့မန်တင်ကစားမဖြစ်သူဘရူနိုဖာနန်ဒက်စ်တယောက်လည်းပါဝင်လာခဲ့ပါလိမ့်။ဘရူနိုဖာနန်ဒက်စ်နဲ့တူကစားမ6ဦးရွေးချယ်ထုတ်ပြန်သွားပြီးတော့ပရီးမီးယားလိချန်ပီယံဆွေးရလေဘာဦးတင်မှာကစားမ9ဦးပါဝင်ခဲ့တယ်လို့ချန်ပီယံလိဝင်ခွင့်ရအသင်းတွေဖြစ်ကြတဲ့ Chelsea, Arsenal နဲ့ Newcastle အသင်းတို့ကကစားမတယောက်စီပါဝင်သွားပါလိမ့်။ ဇာမ6မှာ9ဩကချမ်ပီယံလိဝင်ခွင့်ရအသင်းတွေကစားမတွေဖြစ်ကြပြီးတယောက်တည်းသာအဆင့်15မှာယက်တီနဲ့ကစားမပါဝင်လာခဲ့တာဖြစ်ပါတယ်။ BFA ကထုတ်ပြန်ကလေးဇာမ6အဆင့်မှာအဆင့်15နဲ့မှာယက်တီပြီးတော့ဖလားလမဲဖြစ်ခဲ့သူဥရောပပြိုင်ပွဲဝင်ခွင့်မှာမရခဲ့တဲ့အသင်းကကစားမတယောက်ကဘာကြောင့်ပါဝင်ကလေးဆိုတာစေစားလို့မရဘူးလို့ဆိုအားမှာဖြစ်ပြီးတော့တချို့တွေကတော့တန်းဆရာမဲဂျင်းတွေကလည်းအဆင့်15နဲ့ရရှိအောင်စွမ်းဆောင်ပေးနိုင်တဲ့အတွက်ကြောင့်ဆိုပြီးတော့ပြောဆိုဝေယံမှုတွေပြုလုပ်သွားခဲ့ကြပါတယ်။ဘရွန်ဖာနက်တက်စာမန်ယူတင်းတဲ့သူပြီးခဲ့တဲ့ရာသီကတော်တော်လေးကိုအခြေအနေဆိုးတွေကမြင်တွေ့ခဲ့ရပြီးဖလားလမဲဆိုရင်အခြေအနေနဲ့ရင်ဆိုင်သွားခဲ့တာပါ။ ဥရောပပြိုင်ပွဲဖြစ်တဲ့ယူရိုပါလိပြိုင်ပွဲမှာမန်ယူသင်းကိုဘောလုံးပွဲစီရောက်အောင်ပို့ဆောင်နိုင်ခဲ့မယ်လဲမန်ယူသင်းဟာစပါးအသင်းကိုရှုံးနေခဲ့တဲ့အတွက်မျှော်လင့်ချက်အားလုံးနဲ့ရေစုံမျောသွားခဲ့တာဖြစ်ပါတယ်အဆင့်၅နေရာကိုတော့မှယာသည်ပိတ်ပွဲဒီမှာဗီလာသင်းကိုနိုင်စားနိုင်အတွက်ကုလိုတလန်းလာခဲ့ကြဖြစ်ပြီးတော့အဲ့ဒီမှာမို့လို့အဆင့်၆နေရာနဲ့သာယာယီသိမ်းသွားဖို့ရှိနေပါတယ်မန်ယူသင်းအနေနဲ့ကအခြေအနေတွေဘလောက်ပဲဆိုးဝါးနေခဲ့ပါစေဘရူနိုဖာနဒက်စ်ကတော့မန်ယူသင်းအတွက်အဓိကစားမဖြစ်ခဲ့ပြီးတော့ခြေစွမ်းကောင်းတွေကိုပြသနိုင်ခဲ့ပါတယ်သူရဲ့တိုးအားယုံအားကြောင့်သာမန်ယူသင်းဟာယူရိုပါလိဖိုင်နယ်ထိကိုတလန်းနိုင်ခဲ့ကြဖြစ်ပြီး ပရီးမီးယားလိမာလည်းရာလဒ်တွေကုရက်ပို့ပြီးတော့ဆိုးရွားမသွားခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လည်း PFA ရဲ့တနှစ်တာအကောင်းဆုံးစားမစုစကားရင်းစင်းထဲမှာဘရူနိုဖာနန်ဒက်စ်နဲ့ပေါင်းဝင်လာခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိဂျန်ပီယံစုကိုရယူခဲ့ကြတယ်လီဗာပူးတင်းကတော့ကစားသမားညောင်းလိပေါင်းဝင်ခဲ့ကြပြီးတော့ဆူပါကစားသမားညောင်းကတော့မက်ကလစ်စတာနဲ့မိုရာမက်ဆာလာတို့ပဲဖြစ်ပါတယ်။အီဂျစ်တိုင်းနဲ့အာဂျင်တိုင်းသားတို့ကလီဗာပူးတင်းကိုပရီးမီးယားလိဂျန်ပီယံဖြစ်အောင်အဓိကစွမ်းဆောင်နိုင်ခဲ့ကြသူတွေဖြစ်ပြီးတော့အဲ့အတွက်ကြောင့်လည်းခုနှစ်စကားရင်းစင်းမှာပေါင်းဝင်လာခဲ့ကြတာပါ။ပရီးမီးယားလိမှာအဆင့်နှစ်နေရာနဲ့ရယူပိတ်သိမ်းခဲ့တဲ့အာဆန်တဲ့ကွေးလေးစားမဖြစ်သူ Declan Rice ကလည်းစကားရင်းစားမ၆အောင်မှာပေါင်းဝင်လာပါတယ်။ ဒက်ကနမရိုက်စာအာစတရင်အသင်းတို့ကအကောင်းဆုံးခြေသွမ်းပြသနိုင်ခဲ့လို့ကွေးလင်ကလည်းအကောင်းဆုံးထိန်းချောင်းစားနိုင်ပြီးတော့ချန်ပီယံလိပြိုင်ပွဲမှာလည်းဇီးဖိုင်နဲ့အဆင့်စီကိုပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ Chelsea တင်းနဲ့ဒူ Conference League ပြလာရောက်ခဲ့တဲ့ Goal ပါမှာလည်း PFA ရဲ့စကားတင်ရှင်းတွေမှာပါဝင်ခဲ့တယ်လို့ Chelsea တင်းကလည်းချန်ပီယံလိဝင်ခွင့်ရအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ Conference League ပြိုင်ပွဲမှာလည်းချန်ပီယံဖြစ်အောင်ပံ့ပိုးပေးနိုင်ခဲ့သူပါ။ပြီးတော့ငါကြားတော့ Tyson Isak ကလည်း PFA တနစ်တာအကောင်းဆုံးစားမစုစကားတင်ရှင်းမှာပါဝင်လာတာပါ။ငါကြားတော့ Tyson မူက Premier League မှာလည်းသွင်းကိုယ်လေးများစွာရယူထားနိုင်သူနှစ်ပေါင်းတော်ကြာဝေးကွာနေတဲ့ Super La အောင်မြင်မှုကိုပြန်လည်ပြီးတော့ရယူပေးခဲ့သူပါ။ အီဆာအတွင်းကိုတွေကငှက်ကြားတွေကိုချန်ပီယံလိဝင်ဝင်ရအောင်လုံလောက်စေခဲ့တယ်လို့ဘလာတလုံးရရှိအောင်လည်းအဓိကကြခဲ့လို့ဆိုရမှာဖြစ်ပါတယ်။ဒါတောင်းလဲ PFA တနစ်တာအကောင်းဆုံးစားမစကားတင်စုစည်းမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။စကားနေစင်းမှာပါဝင်လာခဲ့ကြစားမ6အောင်မှာ9အောက်ကတော့ချန်ပီယံလိဝင်ဝင်ရအောင်ဆွမ်းဆောင်ထားခဲ့ကြတယ်လို့၄အောက်ကတော့ဆူပလာကိုစီရရှိခဲ့ကြစားမတွေလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့တော့ပါပဲခင်ဗျာ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့လောက်ချီချီကြဖို့လည်းဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တော့တောင်းဆိုပါရစေခင်ဗျာ။ စုံလိကြည်ပြတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်